ထမင်းဟင်းမစားဘဲနဲ့အာလူးနဲ့ဝဲချာနေလူများသိကြတာကအာလူးဆိုတာဝိတ်တက်စေတယ်ကာဗွန်ဟိုက်ဒရိတ်များတယ်ပြီးတော့ချက်သားတည်ဆောက်သူတွေဝဲချမဲ့သူတွေကိုအနှောက်ယှက်ပေးရလို့ထင်ကြတယ်ဒါအပြင်ဒိုင်းရက်ပလန်တော်တော်များများမှလည်းအာလူးကတိတ်ပြီးတော့ပါဝင်လေးမရှိရတဲ့အတွက်ကြောင့်မလို့အာလူးနဲ့ဝဲချမယ်ဆိုတာမဖြစ်နိုင်လို့ထင်ကြတယ်တကယ်တော့အာလူးကဝိတ်တက်စေတာမဟုတ်ပါဘူးအာလူးကိုချက်ပြုတ်တဲ့နီးလန်းနေကြောင်းသာဝါးစေတာပါအာလူးကအမြင်တတ်ပါဝင်တာမို့လို့အစီတွေကိုစုပ်ယူနိုင်တယ် သူ့ ਈ ပဲပြုတ်ပြီးစားရင်တော့ဝေးကြဖို့အထောက်အကူဖြစ်ပေမဲ့အာလူကျော်ဆိုရင်တော့သင်ကိုပို့ပြီးတော့ဝေးတက်စီမှာပါဝေးချတဲ့ညမှာတုံးချင်နေဆိုရင်တော့အာလူနဲ့တူတူအစီပါဝင်မှုနဲ့တိန်ချင်လဲပါမှာပါတိန်ချင်ကအစာချေစနစ်ကိုကောင်းမွန်စေပြီးတော့မလိုအပ်တဲ့ရေတန်းနဲ့ခန္ဓာကိုယ်အတွင်းရအစိတ်အောက်တွေကိုဖယ်ရှားပေးမှာပါအာလူနဲ့ဝေးချတဲ့အခါမှာပထမနေ့မနက်စာကိုစားမပါတဲ့အာလူပြုတ်တစ်လုံးနဲ့ဒိန်ချင်တစ်ခွက် နေ့လယ်စာကိုစားမပါတဲ့အာလူပြုတ်နှလုံးနဲ့ဒင်ဂျင်တစ်ခွက်ညစာကိုတော့ဒင်ဂျင်နှစ်ခွက်ပဲစားပေးပါဒုတိယနေ့မနက်စာကိုဒင်ဂျင်တစ်ခွက်နေ့လယ်စာကိုစားမပါတဲ့အာလူပြုတ်နှလုံးနဲ့ဒင်ဂျင်တစ်ခွက်ညစာကိုစားမပါတဲ့အာလူပြုတ်တစ်လုံးနဲ့ဒင်ဂျင်တစ်ခွက်ပဲစားပေးပါတတိယနေ့မနက်စာကိုစားမပါတဲ့အာလူပြုတ်တစ်လုံးနေ့လယ်စာကိုစားမပါတဲ့အာလူပြုတ်တစ်လုံးနဲ့ဒင်ဂျင်တစ်ခွက်ညစာကိုဒင်းညင်တစ်ခွက်ပဲစားသုံးပေးမယ်ဆိုရင်တော့၃ရက်တွင်းမှာ၆ပောင်ကနေ၁၀ပောင်တွင်းဝယ်ကြနိုင်တယ်။ 100g အလေးချိန်ရှိတဲ့အာလူတစ်လုံးမှာကယ်လိုရီပမာဏကတော့85ရာခိုင်နှုန်းပဲပါတယ်။အဲ့ဒီပမာဏကလိမ္မော်ရည်တစ်ခွက်မှာပါဝင်တဲ့ကယ်လိုရီပမာဏထက်တောင်နည်းနေသေးတယ်။အဲ့တော့အာလူးမပါဝင်တဲ့ဗီတာမင် C နဲ့ပိုတက်ဆီယမ်တွေကကိုယ်ခံအားကောင်းမှုနဲ့ကြက်သားတည်ဆောက်မှုဖြစ်စေခြင်းဝေးကြခြင်းတို့အတွက်အထောက်အကူပေးတယ်။တခြားသောပရိုတင်းနဲ့အမြင့်ထက်တွေပါစုဝေးပါဝင်နေတဲ့အကြောင်းမို့လို့ဝေးကြသူတွေကိုကောင်းကောင်းအထောက်ပံ့ပေးနိုင်တဲ့အစားအသောက်လိုပဲပြောပြစီနော်။